င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။မြရီမြို့နယ်အတွင်းကကြားဖြန့် online ငွေလိမ်စင်တာတွေမှာ Starlink internet တွေကိုပုံမိုတိုးချဲ့အသုံးပြုလာမှုကို American Congress ကစတင်စုံစမ်းစစ်ဆေးနေပါတယ်။အာဆီယံအနေနဲ့မြန်မာစစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုပြည့်ပြတ်သားသားညှင်းပယ်ကြရန်အတွက်မလေးရှားနဲ့ထိုင်းနိုင်ငံကြားရေးဝန်ကြီးဟောင်းနှုတ်ဦးနဲ့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီကတိုက်တွန်းလိုက်တဲ့သတင်းပါဝင် ရန်ကုန်ခေတ်တည်းရမနက်ခေတ်တည်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ခရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြရီမြို့နယ်အတွင်းကကြားဖြန့် online ငွေလိမ်စင်တာတွေမှာ Starlink Internet line တွေကိုပုံမတိုးချဲ့အသုံးပြုလာမှုအပေါ်ကို American Congress ကစတင်စုံစမ်းစစ်ဆေးနေတယ်လို့ AFP သတင်းတရက်မှာဖော်ပြထားချက်အရသိရှိရပါတယ်။ထိုင်းနိုင်ငံကမြရီမြို့နယ်ထဲမှာရှိနေတယ်။ ကြားပြန် online ငွေလင်းစင်တာတွေစီကိုလက်စစ်တအားနဲ့ internet line တွေကိုဖြတ်တောက်ပြီးရတဲ့နောက်မှာ starlink internet တွေကိုအဓိကသုံးစွဲလာတာလည်းဖြစ်ပါတယ်။ကြားပြန် online ငွေလင်းစင်တာအဆောင်တွေပေါ်မှာ starlink internet ဘန်းတွေအများပြတင်ထားတာကို တွေ့ရှိရတယ်လို့လည်း AFP သတင်းမှာဖော်ပြထားချက်ရသိရှိရပါတယ်။ကြားပြန် online ငွေလင်းစင်တာဖြစ်တဲ့ KK ပတ်ရဲ့အဆောင်တစ်ခုပေါ်မှာ Starlink Internet ဘန်80နီးပါးကိုမြင်တွေ့ရတယ်လို့လည်းဆိုထားပါဗါတယ်။အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်ကအစိုးရရှေ့နေတွေက Starlink Internet စနစ်ကိုအသုံးပြုကငွေလင်းလဲမှုတွေကျွလွန်ကြောင်း Starlink ကို2024ခုနှစ်ဇူလိုင်လမှာတရားဝင်သတိပေးခဲ့ပေမဲ့လည်း Starlink ကတစုံတရာတုံ့ပြန်ခြင်းမရှိဘူးလို့လည်းဆိုထားပါဗျ။ဆိုရင်ပုံမှန်နေကြတဲ့ထိုင်းနဲ့အမေရိကန်နိုင်ငံရေးသမားတွေကလည်း Starlink ဂျိုတူအင်တာနက်ပိုင်ရှင်ဖြစ်တဲ့ Elon Musk ကိုတတိပေးနှိုးဆော်မှုတွေလှုပ်ဆောင်နေကြပြီး Starlink Internet ကိုကြားဖြန့် online ငွေလင်ခိုင်းတွေအသုံးပြုနေမှုကိုအရေးယူဆောင်ရွက်သွားဖို့အတွက် American အထက်လွှတ်တော်အမတ်ဖြစ်တဲ့ Maggie Hassan က Elon Musk ကိုတိုက်တွန်းထားပါသေးတယ်။အခုတော့ American Congress လွှတ်တော်ပူတွဲစည်းဝေး Committee ကကြားဖြန့် online ငွေလိမ်လည်စင်တာတွေနဲ့ Starlink Internet တို့ပတ်သက်နေမှုကိုစတင်စုံစမ်းစစ်ဆေးနေပြီလို့လည်းသိရပါဗျ။ကြားဖြတ်ငွေလိမ်လည်ခိုင်းတွေရဲ့ပြစ်မှတ်ထားတာတွေထဲမှာအမေရိကန်လည်းပါဝင်နေတာဖြစ်ပြီး2024ခုနှစ်အတွင်းမှာအမေရိကန်ဒေါ်လာ10ဘီလီယံနီးပါးဆုံးရှုံးခဲ့ရတာဖြစ်ပြီးစနေလအတွင်းမှာ66ရာခိုင်နှုန်းမြင့်တက်လာခဲ့တယ်လို့လည်းအမေရိကန်အစိုးရဗန်နိုင်းဌာနကခန့်မှန်းထားပါဗျ။အမေရိကန်ကအရင်လတွေအတွင်းမှာ ကြားဖြတ်ငွေလိန်ဂိုင်းတွေရဲ့အဓိကမျိုးဖြစ်တဲ့ရွှေကုတ်ကိုမျိုးနဲ့ပတ်သက်ကဆက်ဆက်နေကြတယ်။လူပုတ်ကိုတွင်တဲ့ကုမ္ပဏီ၉ခုကိုပိတ်ဆို့အရေးယူခဲ့ပေမဲ့လည်းရွှေကုတ်ကိုမှာအဆောင်အုံတိစောက်မှုတွေဟာအလင်းမြန် တိုးတက်နေစေဖြစ်တယ်လို့လည်း AFP သတင်းမှာဖော်ပြထားပါတယ်ရှင်။ဆက်လက်ပြီးတော့အာဆီယံအနေနဲ့မြန်မာဆေးဥစုရဲ့ရွေးကောက်ပွဲကို ပြည့်ပြတ်သားသားညှင်းပယ်ဖို့အတွက် မလေးရှားနဲ့ထိုင်းနိုင်ငံသားဝင်ကြီးဟောင်းနှုတ်ဦးနဲ့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီကကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါရတယ်။အဲ့ဒီကြေညာချက်ကိုမလေးရှားနိုင်ငံသားဝင်ကြီးဟောင်းထိုင်းနိုင်ငံသားဝင်ကြီးဟောင်းနဲ့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီအဖွဲ့ဝင်၃ဦးတို့ကထုတ်ပြန်လိုက်တာဖြစ်ပြီးအခုအောက်တိုဘာလအတွင်းမှာမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာပြုလုပ်မယ်။၄၈ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာဆီအိုဆူရဲ့အတူရောင်ရွေးကောက်ပွဲကို ပြက်ပြက်သားသားညှင့်ပယ်ပြီးမြန်မာနိုင်ငံအပေါ်မဟာဗျူဟာတွေပြန်လည်သုံးသပ်သတ်မှတ်ဖို့အတွက် တောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့အော်တိုဝါလာကိုယ့်ရဲ့နေကမလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာဆန်ကမြန်မာနိုင်ငံကိုလောက်ဆင်အတွေ့မှာစစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ကလွတ်လပ်တရားမျှတမှုပွင့်လင်းမြင်သာမှုနဲ့ယုံကြည်စိတ်ချရတဲ့လုပ်ငန်းစဉ်တွေအတွက်အနေအဆုံးစံနှုန်းတွေကိုချမှတ်ခဲ့ပြီး နိုင်ငံတော်မှာကျင်းပတဲ့လို့နိုင်ငံရေးပါတီတွေအားလုံးကပါဝင်ဆောင်ရွက်တဲ့လို့လည်းစေုပ်စုကိုတိုက်တွန်းခဲ့ပါသေးတယ်။ဒါပေမဲ့မလေးရှားနိုင်ငံသားဝန်ကြီးထုတ်ဖော်ပြောဆိုခဲ့တယ်။စံတမတ်ချက်တွေနဲ့စေုပ်စုကဒီဇင်ဘာလ28ရက်နေ့မှာစတင်ဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲကမကိုက်ညီတာကြောင့်အာဆီယံကစေုပ်စုရဲ့ရွေးကောက်ပွဲကိုပြည့်ပြတ်သားသားပယ်ချမယ်လို့လည်းသတိပေးလိုက်ပါတယ်။တကယ်လို့အာဆီယံကစေုပ်စုရဲ့ရွေးကောက်ပွဲကိုမပယ်ချရင် မြန်မာပြည်သူတွေပေါ်တစ္ဆာဖောက်လိုက်တာဖြစ်ပြီးဒေတာတွင်းကရက်ဆက်ကြမ်းကြုတ်တဲ့ဆက်အာဏာရှင်ကို စုချထားမျိုးဖြစ်လိမ့်မယ်လို့လည်းတတိပေးထားပါဗါဒါအပြင်ဆေအုစုဟာမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးရဲ့ခီးစဉ်ကို လိန်လေဝါဒဖြန့်ခဲ့တာဖြစ်ပြီးအာဆီယံကမြန်မာနိုင်ငံကိုရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေဆင်လွတ်မဲ့အကြောင်းဂရိပြုခဲ့တယ်လို့လည်းဝါဒဖြန့်ပြောင်ပြောင်တင်းတင်းလိန်လေခြင်းမှာလည်းတရားဝင်မှုရရှိရေးကိုကြိုးပမ်းမှုတည့်ရဖြစ်တယ်လို့လည်းထောက်ပြထားပါတယ်ရှင်။ ဆက်လက်ပြီးတော့အကျန်းဖက်မြန်မာစစ်အုပ်စုရဲ့အတုအယောင်အလိန်ညာရွေးကောက်ပွဲကိုကူညီပေးရင်မြန်မာပြည်သူတွေရဲ့ဒုက္ခကိုပုံမိုနှက်ဆိုင်စေမယ်လို့လည်းကုလသမဂ္ဂအစည်းအဝေးမှာတမ်မတ်ကြီးဥကြုံမိုးထွန်းကနိုင်ငံတကာကိုသတိပေးပြောဆိုလိုက်ပါတယ်။အော်တိုဘာလ17ရက်နေ့ကအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာပြုလုပ်တဲ့အကျဉ်း80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံစီးပွားရေးနဲ့ဗန်နာရေးဆိုင်ရာကော်မတီဒုတိယကော်မတီအစည်းအဝေးမှာ အခုလိုတတိပေးပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ကတရားမဝင်အရဏသိမ်းဖို့ကြိုးပမ်းမှုနောက်ပိုင်းမှာမြန်မာနိုင်ငံကအရင်ကရရှိထားတဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအောင်မြင်မှုတွေဟာ တိတိတာတာနောက်ပြန်ဆုတ်ယုတ်သွားခဲ့တယ်လို့လဲကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဥကြုံမိုးထွန်းကပြောပါရယ်ဒါအပြင်အကြမ်းဖက်ဆီအိုစုကတရားဥပဒေစိုးမိုးရေးကိုဖျက်ဆီးနေပြီးရာဇဝတ်သားတွေဆီအိုစုနဲ့ပူးပေါင်းနေတဲ့နေကြားဆောင်တပ်ဖွဲ့တွေကလုံခြုံတဲ့ပုံခုရာတွေဖန်တီးပေးနေတာကြောင့်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေဟာ ဆက်လက်ကျပြန့်လာနေတာဖြစ်တယ်လို့လည်းထောက်ပြထားပါဗျ။ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံချုပ်ကအကြမ်းဖက်စစ်တပ်ကစီစဉ်ပြုလုပ်နေတဲ့အတုအယောင်အလေညာရွေးကောက်ပွဲကိုအကူအညီပေးနေမှုမှာလည်းပြည်သူတို့ရဲ့ဒုက္ခကိုပုံမှုနှဆိုင်စေပြီးအကြမ်းဖက်မှုနဲ့မတည်ငြိမ်မှုတွေကိုသာဖြစ်ပေါ်စေကာ ျိုးပန်းရရှိထားတဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကိုအလုံးစုံနောက်ပြန်ဆုတ်ယုတ်စေမယ်လို့လည်းတန်မတ်ကြီးဥကြုံမိုးထွန်းကတတိပေးထားပါဗါးအဲဒါကြောင့်နန္ဒကအတိုင်ဝန်းအနေနဲ့အကျန်းဖက်ဆုတ်ယုတ်စုကစီစဉ်နေတယ်အတူအရောင်အလေညာရွေးကောက်ပွဲကို ပြတ်သားစွာပယ်ချဖို့အတွက်တန်မတ်ကြီးဥကြုံမိုးထွန်းကအလေးနဲ့တိုက်တွန်းလိုက်တာလည်းဖြစ်ပါရဲ့ရှင် ဒီတစ်ခါမှာတော့ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်နောင်မြရွာအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ် DKB နဲ့ BGF ပူးပေါင်းတပ်တွေဘက်က30ဝန်းကျင်တိုက်သွားကာသုံးကိုအရှင်ဖမ်းမိထားရတော့ကရင်စေးသတင်းမြစ်ကရန်ကုန်ခေတ်မီဒီယာကိုပြောပါရတယ်။အော်တိုဘာလ10ရက်နေ့ကကော့ဂရိတ်နောင်မြရွာဘက်ကိုအကြမ်းဖက်စစ်တပ် DKB ဘူဘီတပ်နဲ့ BGF တပ်တွေပူးပေါင်းပြီးအင်အားအလုံးရင်းနဲ့ထိဖို့ဆန်ဒေါနာတောင်လန်ဟောင်းဘက်ကနေတဆင့် ထိုးစစ်ဆင်လာတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။နောက်မိကျေးရွာအနီးရောက်မှာ KNL မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခတ်ခဲ့လို့လည်းသိရှိရပါတယ်။အဲဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ် DKPA နဲ့ BGF တပ်ဖွဲ့ဘက်ကတပ်သား30ဝန်းကျင်ဟာတေသွားတာဖြစ်ပြီး DKBA တပ်သား3ကိုအရှင်ဖမ်းမိပြီးစစ်ကြောင်းဟာပြက်ကနောက်ပြန်ဆုတ်ပြေးသွားတယ်လို့လဲစေးသတင်းမြစ်ကပြောပြပါရတယ်။ဒါအပြင်တိုက်ပွဲအတွင်းမှာထိခိုက်ဒဏ်ရာရှိခဲ့တဲ့စစ်သား DKB နဲ့ BGF တပ်သားတွေကို လူနာတင်ကားတွေနဲ့နဘူးစေယောဖအန်စေယုံနဲ့တောင်ကလေးစေယုံတွေကိုပို့ဆောင်ထားရလို့လည်းသိရှိရပါတယ်။အခုလိုတိုက်ခတ်ခံရမှုကိုမကျေနပ်တဲ့အတွက်အော်တိုဘာလ14ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီတပ်ကနောင်မိကျွာကိုလေနဲ့ဘုံကျဲတိုက်ခတ်ခဲ့ပြီး DKB နဲ့ BGF တပ်ဖွဲ့တွေကလည်းလက်နက်ကြီး drone တွေနဲ့ဘုံကျဲကား နောင်မိကျေးရွာကိုဖျက်ဆီးနေရလို့လည်းသိရှိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ် DGB နဲ့ BGF ပူးပေါင်းတပ်ဖွဲ့တွေက နောင်တပန်၊မြတပိုင်၊နန်းကော်တေး၊ကော့ဖန်ရက်နောင်မိကျေးရွာတွေကပြည်သူတွေကိုကျေးရွာတွေအတွင်းကနေတင်းရှောင်ခွင့်မပြုဘဲလူသားဒိုင်းကာအဖြစ်ထိမ့်သိမ်းထားရလို့လည်းသိရပါတယ်။တော်လန်တပ်ဖွဲ့တွေရဲ့တိုက်ခတ်ခံရမှုကိုကြောက်နေတဲ့အကြမ်းဖက်စစ်တပ် DGB နဲ့ BGF ပူးပေါင်းတပ်ဖွဲ့တွေက drone ပြန်တမ်းမှုတွေကိုဖျက်တောက်တဲ့ဆက်ဖြစ်တယ်။ ဂျမ်ပါတွေကို24နိုင်မိဆက်မောင်းပြီးဆက်တွေကိုဖွင့်လှစ်ထားတာကြောင့်အဲ့ဒီဒေသမှာဖုန်းလိုင်းအင်တာနက်လိုင်းတွေသုံးမရဖြစ်နေရလို့လည်းသိရပါဗျာရှင်ဒီတစ်ခါမှာတော့ မွန်ပြည်နယ်ရင်းညွန်နယ်အောင်ယူတောင်ပဲချမ်းကအကြမ်းဖက်စစ်တပ်ရဲ့ခမရ343စခန်းကုန်းကိုလက်လက်ကျူးရည်နဲ့တောက်ရောက်ပစ်ခတ်ခဲ့တယ်လို့ရေဘလူးတပ်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ရေဘလူးကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။အော်တိုဘာလ7ရက်နေ့မနက်ပိုင်းကအကြမ်းဖက်စစ်တပ်ရဲ့အနီးအနားထိတောက်ရောက်က60မမလက်နဲ့ကြီးရည်နဲ့ပြစ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။လက်တလုံးမှာတော့ပြစ်ခတ်မှုအတွင်းမှာအကြက်ဖက်စစ်သားတွေရဲ့ထိခိုက်မှုစင်းကိုမသိရှိရဘူးလို့လည်းရေဘလူးအဖွဲ့ကပြောပါတယ်ရှင်။ မကွေးရတရင်တပုတ်ကိုကြည့်အောင်ပါ မကွေးတိုင်းပွင့်ဖြူနဲ့ဆလင်းမြို့နယ်တို့မှာနန်းထိုက်တော်ဝင်ခီးတဲ့တင်ကားပေါ်ကနေလူငယ်တွေကိုစစ်တပ်ကဆွဲချကာပေါ်တာဆွဲဖမ်းဆီးမှုအပါအဝင် လူငယ်၈ဦးကိုစစ်မှုထမ်းပြခေါ်ဆောင်ချင်းခံခဲ့ရတယ်လို့ပြည်သူညီနောင်ဆလင်းတဲ့တင်နဲ့ပြန်ကြားတဲ့တာဝန်ခံဖြစ်တဲ့ကိုပြည်သူကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။အော်တိုဘာလ၁၇ရက်နေ့ကပွင့်ဖြူမြို့နယ်မှာရန်ကုန်မကွေးဆလင်းစင်ပြူကျွန်း ပြေးဆွဲနေတဲ့နန်းထိုက်တော်ဝင်ခေးတယ်ရင်ကိုကပြည့်လမ်းခွဲအရောက်မှာစစ်တပ်ကတားဆီးစစ်ဆေးခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်မှာကားပေါ်ကလူငယ်ခုနှစ်ဦးကိုခီးတဲ့တင်ကားပေါ်ကနေဆွဲချပြီးပေါ်တာဆွဲဖန်းစီခဲ့လို့လဲကိုပီသူကပြပြပါဗါးအလားတူအော်တိုဘာလ12ရက်နေ့မနေ့6:55မိနစ်လောက်ကလဲဆလင်းမြို့နယ်စိတ်ကြီးကျွရကိုစစ်တပ်ကဝင်ရောက်ဆင်းနှင်းပြီး လူငယ်တူဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့လည်းသိရပါဗါးအကြက်ပဲစစ်ကောင်စီတပ်သားတွေဟာစစ်မှုထမ်းအပတ်စဉ်၁၈တွက်ပြည်သူတွေကိုဆက်တိုက်ပေါ်တာဆွဲဖမ်းဆီးနေတာဖြစ်ပြီးဆက်လင်းမြို့နယ်နဲ့ပွင့်ဖြိုနေတယ်လို့မှာအော်တိုဘာလအတွင်းမှာလူငယ်၂၆ဦးဖမ်းဆီးခံရပြီးလူငယ်၁၀ဦးမှာစစ်တပ်ကိုအခကျင်းဝေးပေးကပြန်လည်လွတ်မြောက်လာခဲ့တယ်လို့လည်းသိရပါဗါးဒါအပြင်စစ်တပ်ဟာဆက်လင်းမြို့ပေါ်နဲ့ပွင့်ဖြိုမြို့ပေါ်တို့မှာလည်း အင်းစည်းကားတွေနဲ့နေရောညပါလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးမှုတွေလှုပ်ဆောင်နေတာဖြစ်တယ်လို့မကေးတိုင်းတည်းမှာလည်းပေါ်တာဆွဲဖမ်းဆီးမှုတွေကိုတော့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးတွေကအဓိကဦးစီးဖမ်းဆီးနေတာဖြစ်တယ်လို့ငွေနဲ့ရွေးမရနိုင်တဲ့လူငယ်တွေကိုတော့စစ်မှုထမ်းတင်းနှံကျောင်းတွေကိုပို့ဆောင်လိုက်တယ်လို့လည်းဒေသပြည်သူတွေစီကလည်းသိရပါတယ်ရှင်။ ခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့စကန်းတိုင်းဝက်လက်မြို့နယ်ရွာသားကြီးရွာကိုအကြမ်းဖက်စစ်တပ်ကနှစ်ရက်ဆက်တိုက်လေရင်ဂျိုင်ရိုကော့ပတာတို့နဲ့ဘုံကျဲတက်ခတ်ခဲ့တာကြောင့်ပြည်သူလေးဦးဟာထိခိုက်ဒဏ်ရာရှိပြီးရွာလုံးကျွတ်ထွက်ပြေးနေရလို့ဒေသပြည်သူတွေနဲ့ຫນွေဦးအောင်ပွဲတော်လိုင်းအင်အားစုကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရတယ်။အော်တိုဘာလ7ရက်နေ့မနေ့10နိုင်လောက်မှာဝက်လက်မြို့နယ်ရွာသားကြီးရွာကိုအကြမ်းဖက်စစ်တပ်ရဲ့နာမခါကနေတက်လာတယ်။ ဂျာရိုကော့ပတာ3စီးကဘုံလေးလုံးကိုကျဲချတတ်ခဲ့ခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်နေ့လယ်12:00နာရီမိနစ်20လောက်နဲ့3နိုင်ကြော်လောက်မှလည်းရွာသားကြီးကျွေးရကိုနမခခကနေတက်လာတယ်။ဂျာရိုကော့ပတာ3စီးကထပ်မံဘုံကျဲတတ်ခဲ့ခဲ့တယ်လို့ညနေ4နိုင်ကြော်လောက်မှလည်းရွာသားကြီးကျွေးရနဲ့စူတောင်းပြေဖျားဝင်းအတွင်းကိုအကျန့်ဖက်စစ်တဲ့တရဲဦးလေးစစ်ကနေတက်လာတယ်။ Jet Fighter ကဘုံကျဲတက်ခတ်ခဲ့လို့လည်းသိရှိရပါတယ်။အဲ့ဒီဘုံကျဲတက်ခတ်မှုတွေအတွင်းမှာပြည်သူ၄ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့ပြီးကျေးရွာမှာနေထိုင်တဲ့ပြည်သူတွေဟာလည်းရွာလုံးကျွထွက်ပြေးတင်းရှောင်နေရတယ်လို့လည်းသိရှိရပါတယ်။အလားတူအော်တိုဘာလ14ရက်နေ့မနေ့9:25မိနစ်လောက်မှာလဲဝက်လက်မြို့နယ်ရွာသားကြီးကျွရွာကိုဂျာရိုကော့ပတာ3စီးနဲ့ဘုံကျဲတက်ခတ်ခဲ့တယ်လို့ နေ့လယ်၁၂နာရီ၁၀မိနစ်လောက်မှလဲဂျက်ဖိုက်တာတစ်စီးကရွာသားကြီးကျွော်ကိုထပ်မံဘုံကျဲတက်ခိုက်သွားတယ်လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးပါများပါ။